ဖမ်းလာဆိုတော့ကျွန်တော်လောတောင်းထဲမှာပဲစတင်မျိုးကြီးရအောင်မယ်ဗျ V4 ရောက်လာတဲ့အချိန်မှာတော့အသင်းတော်တော်များများသူတို့ရဲ့ draft တွေပြီးွားရင်သူတို့ရဲ့ battle setup တွေ in game play style တွေကိုတော့တော်တော်လေးမွမ်းမံလာတာကိုတော့တွေ့ရတယ်ဒီကတော့ဒီရွေးတဲ့ chain တွေဘာပြန်ပြီးတော့တွေ့ရတယ်ဗျာနော် set tower rally ဆိုတော့10 7တဲ့အတူပဲတစ်ဖက်မှာ AI e4 ရဲ့ K1 အားလုံးကြီးကြီးနေရတဲ့ပွဲလေးရောလောတောင်းထဲမှာစတင်လာရပါပြီဒီဒီကောက်မှာတော့ ပြီးဆေးဘန်းရဲ့နော်ကျွန်တော်တို့ဒါလူတို့တွေဘာတွေးရမယ်ယူရီရဲ့ရီဆက်ရှင်နေသားလေးတော့ဖြစ်နေဗျာဆိုတော့တဖက်မှာတော့ဘလက်အနေနဲ့လက်ကီးရဲ့ဂျန်ကေကိုတော့စပြီးတော့နှောက်နေဗျာอืมလက်ကီးအနေနဲ့သူ UNS ဂျန်ကေသာထွက်လာတဲ့အပေါ်မှာတော့သူ့ရဲ့ impact ဒီဘလောက်အထိများအလုပ်ဖြစ်သွားမလဲဆိုတော့ကြည့်ရမယ်ဗျာတဖက်မှာပြန်ကြည့်ရင်လေ AN Esports အနေနဲ့ Messi ဒီ Alice ကျောင်း offline ကိုသွားပြီးတော့တွေးရဟုတ်တယ် Alice ကနောက်ပိုင်းတော်လေးသုံးရတယ်မာလဲမာတယ်ဗောနော်မာနာကိုအနေနဲ့ဒီ block off တွေဘာပြန်ပြီးတော့သုံးမယ်ဆိုလို့ရှိရင်သူ့ရဲ့ဘာပြန်ဆုတ်တာနဲ့ဆိုတော့ တော်လေးတော့ better ထဲမှာအောင်နောက်တဲ့ hero တကောင်လို့တော့ကျွန်တော်သုံးသပ်လို့တော့ရတယ် flicker လေးနဲ့တူပဲ ultimate piece stand နဲ့ quality ကြီးလည်းနိုင်ငံလေးတော့ပြန်လဲစောင့်ကြည့်ရအောင်မယ်ဆိုတဲ့အနေအထားမျိုးလို့ပြောအောင်ပါကြာလောလောဆယ်တော့ဒီ early game ဒီမှာတန်ပေါ့ရဲ့ခါလီနဲ့เนาะတစ်ဖက်မှာ ahp lane face မှာ ck ရဲ့အားလုံးနဲ့ combination အရဂျန်ကလေးကိုဘယ်လောက်ထိဖျားပေးနိုင်မလဲဆိုတော့ကျွန်တော် ကြည့်ရမယ်ဗျာ AI draft ကတော့ပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတယ်ဗျာသူတို့မှ damage ကလည်းလုံလောက်မှုရှိတယ်ပြီးဝင်ရွေရွေဒါရေဆန်ရှိချန်ကယ်လာနဲ့ပြန်ပြီးတော့တည်ထားတဲ့ဒဲမှာမှာ leader အနေနဲ့ asmo ကို goal line သွားထားတာဗျာလူမျိုးကျွန်တော် asmo goal line ဒီ မေဂိန်း2လေဂိန်းဘက်တရီမှာတော့တော်တော်လေးကိုတော့ impact တော့ဖြစ်နိုင်မယ်ဆိုပေမဲ့အားလီဂိန်းမှာဘယ်လိုမျိုးဖြစ်ရှင်းမလဲဆိုတော့ကြည့်ရမယ် OBD အားလီမှာပြန်ပြီးတော့ကြည့်မယ်ဆိုရင်တော့သူ့ရဲ့အထား impact ပေါ့နော်သူ့ရဲ့ impact ကတော့ပို့ပြီးတော့များနိုင်မယ်လို့ထင်တယ်ဗျဟုတ်တယ်နော် AI for သင်းနေတဲ့ကဒီနေ့ကသူဒီ alpha goaling ကတော့အားလီ impact မှာတော့အနေအနေနဲ့များတော့ကျွန်တော်လောက်ကွက်ကတော့ရှိတယ်ဗျာဒီလေဂိန်းအပိုင်းချလေးမရောက်ခင် OBD ကဂရန်တိုင်းမရောက်ခင်မှာကောကောကြီးကျွန်တော်ပြန်ပြီးတော့ဖိထားနိုင်မယ်ဆိုလို့ရှင်တော့ပို့ပြီးတော့မှတော့ file လေးပဲလောလောဆယ်တော့10 7 阿叔，猜玛罗，喏、嗯，招聘米罗职业解决方案的阿里 game 啊，我比你咧，连飞的路差的多，每马拉腿都满足的有无？一路 gear 啊，充满来的有无？阿罗，mate，noise 啊，originally 罗，招聘职业阿，米说 black，你奈伊都 talent 变，阿干你变 juring，你奈 women 啊，women 拉进社会面，CIA，astride 啊，米 stereos，伊用阿罗罗追阿米，罗摸着招聘米阿，淘汰阿米社会诺，阿斯玛 goaling 嘛，诺 <music>，阿斯玛 goaling，西亚 we 嘛，罗追 gear 咧，社会面，阿斯玛好粗啊，马索啊，伊维马罗，阿斯玛阿尼奈，teamist 代表，偏拉姆拉做职业。 哦对，阿姆瓦勒，police drama，加上皮拉迪，利达，塔利瓦，乌比吉姆巴尼，那对啊，罗，阿里盖，马伊鲁基亚西布纳，杜贝蒂恩塞梅，道肖斯鲁贝，诺，托德鲁鲁乔，朱多埃卡利森斯罗姆，杰皮拉迪，那我们 final flash，泰雅皮拉迪，那边，诺，托诺尼切，哦，马兹，three man stamp，杰比奥皮拉迪罗，follow damage，第八个 line，那我们皮塞梅，皮尔查尔，杰尔塞尔格，杰比奥托纳迪，那我们马兹，道肖贝，杰勒福曼乌罗卢阿尼，那边，马兹，拉奥尼特，托纳迪，那我们，西恩，迪克马瓦勒，马兹，又送的皮尼，那边，伊鲁基，legal team 吧。 ် AI Sport တင်ပြန်လဲပြီးတော့ခွင့်ပြုထားပြီဗျာဒီကြားထဲမှာမှာဂျန်ကလင်းစုံတွေကိုပါထပ်ပြီးတော့ pressure ပေးခံရတော့မယ် lucky ယူရင်းနဲ့ဆွင့်နေရဆိုတဲ့အချက်ဒီအချက်ဒီအားလေးတွေကိုပါတစ်ဖက်ကဂျန်ကလင်းစုံတွေကို control လုပ်လို့တော်တော်လေးကိုတော့ကောင်းနေဗျာဒါပေမဲ့ black ပြန်ထွက်လာတဲ့အတိုင်းအတာတစ်ခုမှတော့အမားယွင်းရတော့မခံတော့ဘူး tin 7အနေနဲ့ပြန်လဲပြီးတော့ fall back သွားပါပြီ ခုနကကျွန်တော် Messi initiate ထားကောင်းတယ်ဗျာ။နောက်ကနေပြ follow up လေးမရှိဘူးကတော်တော်ဆိုးသွားတယ်။အဓိကလည်း CN ရဲ့အဲ့မှာခြားထားတဲ့ air strike zone တွေကတော်တော်လေးအလုပ်ဖြစ်သွားတာ။အဓိက Lunos က damage ဝင်ပြီးဖို့လုပ်နေ PS7 ဒါပေမဲ့အဲ့ခါလေးအားလို့ကြောင့်သူလည်းဘလို့မှတိုးလို့မရဘူးဖြစ်နေပါတော့။အနေငယ်လေး timing လေးတော့လူနေရလို့ပြောရမယ်။ လို5 man ဘာညာပြင်ပြီးတော့ဖမ်းထားတဲ့နော်3 man ဘာညာ stand ထားတဲ့အနေထားဟာလာအဲ့လိုအနေထားမှာ follow damage ပါမစေတော်လေးမိုက်သွားပါဟုတ်တယ်အဲ့ moment လေးရမှာဆိုဒါတကယ်တော့ PA7 ဝင်လာလေးရနည်းနည်းလေးခြေတလန်းနောက်ကျသွားတဲ့ပုံစံမျိုးမှာတော့ AI အနေနဲ့ကတော့အထီးကိုက်များသွားတယ်လို့တော့ပြောရမယ်အလိမ်မဲချက်မှာပြန်ပြီးတော့ကြည့်မယ်ဆိုရင်လည်း OP ဒါသူရဲ့ signature hero တွေကတကောင်ဖြစ်တဲ့ Granger ရထားတဲ့အလှည့်ရောက်တော့တစ်ဖက်က leader ကိုတော့ကောင်းကောင်းယူ pressure တော့ပေးထားသေးတယ် range နဲ့ melee ဖြစ်နေတဲ့အလှည့်ရောက်ကတော့ creep wave ရှင်းရတာလေးကအခက်ခဲတစ်ခုကိုတော့သွားပြီးတော့ရှိလိမ့်မယ်ဗျဒါပေမဲ့ objective fight objective fight တယ်လာတဲ့အချိန်ကြရဲ ်အလီတာဒီ OPO ဘယ်လောက်ထိကြီးနိုင်မလဲဒါလိုအချက်တွေအများကြီးတော့စကားပြောပါလိမ့်မယ် CM မှာလည်းကျွန်တော်တို့ Glowing One ပြန်လည်ပြီးတော့ပါလာပြီဆိုတဲ့အခိုက်အတန့် Yuridi Farming ကိုပဲပြန်လည်ပြီးတော့ focus ထားတာတယ်ဒါတဲ့ objective ပေါ်ဖို့အတွက် second 20ဆိုတဲ့အချိန်တိုင်းတာအတွင်းမှာတော့နှစ်သိန်းလုံးကောင်းကောင်းယူတော့ micro တွေလုံးလုံးနေရဗျာကတော့ကျွန်တော်မြစ်မှာနည်းနည်းလေး river တစ်လျှောက်မှာ blend အနေနဲ့ control လုပ်ရတာခက်နေရပြ high mobility ဖြစ်နေခဲ့တဲ့ဒီကားလေးကိုကြော်ပြီးတော့ 啊，老打雾是吧？第一道我们雷了，人你看有，比如闹嘛嘞，老发烧吧，老打偏的，是不是？吃了苦啊，比较没 solution 哦。哎呀，伊是不得了。 River Area တခြားမှာเนาะကျွန်တော်တို့နိုင်ငံလေးမတ်သွားဖို့မလွယ်ဘူးနောက်မှလည်းတော်တော်နဲ့ချက်တပိတာတဲ့ Cali Sandstorm for the air strike တပြုရိုက်လာတဲ့ P7 တန်းတက်တယ်ဗျာနောက်မှလည်း Air Retriever Stand နောက်မှလည်း Defeat တပြုတိုင်လာတဲ့ Lucky ဒီလိုမျိုးချောက်သွားခဲ့ရပြီ VN တောက်ချောက်လို့ပြည့်ပြတောင်းသွားခဲ့လို့တန်းပေါင်းသွေးတော်လေးကိုင်းနေနေပဲဒီပထမတော့142ပြန်လည်ပြည့်တော့လဲလဲထားသေးတယ်ဗျာ Messi ဒီခေါက်ဝင်တာတော်တော်လေးတော့အဆင်ပြေသွားခဲ့လို့တော့ပြောရမယ် Lucky ပါ down နေတဲ့အနေအထားတစ်ခုမှာတော့ AI အနေနဲ့ Threat Advantage တွေအကုန်လုံးတော့လောဝယ်တော့ရယူနေပြီဗျာအဲ့တော့ Lord hey တော်တော် Objective Yuri ရောက်တော့ယူသွားသေးတယ် ားလိုက်တယ်ဆိုရင်မလို့အလီတက်တောက်ချောက်လိုက်ပြီးဖီရိုင်းရဲ့ဂျိုင်းမှာတော့ပြန်ပြီးတော့ပဲ forward ထားရပါသေးရဲ့ဗျာသိတော့မလွယ်ဘူးเนาะဒီတိုင်းဆိုလို့ရှိရင်တော့ပြောမှဆိုလို့10 7 early game ပါဆိုတော့မှန်တယ်ဗျာဒါပေမဲ့ AI နေနဲ့အဲ့လို10 5လေးပါလေးပြန်ပြီးတော့စုဆိုင်နေတဲ့ချိန်ပါနိုင်ငယ်လေးပြန်စီပြီးသွားရဆိုတော့နေသားမျိုးတော့တွေ့ရတယ်တော်တော်လေးပါလေးပြန်ပြီးတော့ယူသားနိုင်တဲ့အတွက်ကြောင့်ဒါဘောတော့အရေးကြီးတော့မကွာသေးဘူးเนาะကျွန်တော်ဒီကြားထဲမှာ balance ဖြစ်ဖို့အတွက်တော်လေးတော့နီးကြတယ်ဒါပေမဲ့10 7ကလည်းသူတို့ရဲ့ဒီ early game impact ကိုတော့နည်းနည်းမှတော့အရှော့မပေးသေးဘူးဗျာ ရန်ဂျာနေနဲ့လုံးဝမတိထားသေးဘူးဆိုတော့မိနစ်ပိုင်းခြားတွေကလည်းလာပြီးတော့ရှိနေသေးရဲ့ဆိုတော့ ပြောမှဆိုလို့ရှိရင်10 7အနေနဲ့လည်းအမားတော့လုံးလို့မရအောင်ဟုတ်တယ်အမားလေးနဲ့လုံးလိုက်မယ်ပြီးတော့သူတို့ AP ဒီ PA 7ကိုတောက်လျှောက်ကို instant ဖြတ်နေရအောင်တွေးခဲ့ရတယ်မို့ PA 7အနေနဲ့သူ family လေးလည်းရှာရတာအခက်ခဲတော့သွားပြီးတော့ရှိနေတယ်အာလီ damage မထွက်တဲ့ PA 7အနေနဲ့ကတော့လိုမိုးအာလီ game timing နေမှာတော့ better combination နေမှာတော့အခက်ခဲရှိနိုင်မယ်ဆိုပေမဲ့လို့အကယ်၍ကျွန်တော်တို့ main game နဲ့ late game impact လေးမှာသွားပြီးတော့ကြည့်မယ်ဆိုရင်တော့ PA 7 damage တည်တည်တစ်ဖက်ကနေပြီးတော့ lucky တို့တန်ပေါက်တို့ CK တို့တိတ်တောင်းလို့ဖို့အတွက်ကတော့လောက်တယ်လို့တော့မြင်တယ် ဓိကတော့10 7အနေနဲ့ကသူတို့ဒီ10 5ဆူဆိုင်တဲ့အချိန်ပါနောက်ပိုင်းဒီမက်ဆီရဲ့ဟောကျွန်တော်တို့ဒီစတန်ဒါတွေပြီးတော့ဒီဘလက်ပြဲတော်တော်နဲ့ချက်တွေကိုအနိုင်ငယ်လေးပြန်တော့သတိရထားရမှာဗျာအခါမသိလို့ရှိရင်လူနိုစီရဲ့ damage ကလည်းများတော့များတော့ပေါ့နော်အဲ့တော့ဒီမှာလက်တောက်ရှော့ပဲလေးတစ်စီးပြီးရသေးရဲ့ခါလီဆန်စတုန်းပြင်ပြသုံးသားသေးရဲ့နောက်မှာလေးတစ်စီးကိုတော့ပြန်လဲရှောင်ရှားနေနေပဲဟီရိုကီမပြရဖို့အတွက်ကိုတော့ပို့ပြီးတော့ကြိုးစားသေးရဲ့ဗျာအပေါ်မှာလည်း corner slot ဒီမှာပေးပြီးတော့เนาะ CK creative ကိုတော့အများဆုံးရှင်းနေရပြီးတော့ရှိတယ်ပြောမယ်ဆိုလို့ရှိရင်တော့10 7ကလည်းသူတို့သွားပြီးတော့ position ကျုံလာတွေသိပြီးတော့မလုံတော့ဘူးပြန်နော်ဟုတ်တယ်အဲ့တော့ AI အနေနဲ့လည်းတစ်ဖက်ကနေပြီးတော့ကျွန်တော်တင်းဆက်မဲ့ control လောက်ထားတဲ့ဒဏ်လေးကိုတော့သူတို့နေပပလေးကြီးတော့ပြန်လဲပြီးတော့ဖြေလျှော့လာပြီအဲ့တော့ Apollo ကတော့ပြန်ပြီးတော့မျက်စိတော့ကြာနေရဲ့ဗျ CK အနေနဲ့ခုန Fire Slash မရှိတဲ့အချက်ကိုတော့ Yuri Messi ကောင်းကောင်းယူတော့ထိတယ်ဒါပေမဲ့ target objective ရှိရဆိုတဲ့အတွက်ကြောင့်ရဲအင်းတော့သွားပြီးတော့ reverse ပြီးဗျ Black အနေနဲ့ကတော့အောက်မှာတော့အင်ပြန်ထားတဲ့အနေထားဆိုတော့ဒီ target objective မှာတော့ T7 တော်တော်လေးကိုတော့ကျွန်တော် upper hand ရထားတဲ့ပုံစံမျိုးလေးကိုတော့တွေ့ရပါတယ် ြန်ပြီးတော့မလွယ်ဘူးဗျာเนาะဒီမှာတော့ Tin 7ကလည်းတို့နည်းလေးပြန်ကြည့်မယ်ဆိုလို့ရှင်တော့ Grand Yao ဘာလို့ပြန်တိုးလာတဲ့အချိန်ကြောင့်လို့ရှင် AI ဘက်ကလည်းနိုင်ငံပြန်ဆုတ်သွားတဲ့ဘိုင်းလေးတော့တွေ့ရတယ်လောလောဆယ်တော့ Benzi เนาะရရင်ရသလိုမျိုးခေါင်းတော့တိုးပြီးတော့ကြိုးစားတစ်ခါမှ CK နောက်လျှောက်ပဲရည်စချင်းကိုဖိအားတော့ပြီးရသေးတယ်တော့မှာတတိယကတော့ဘလို့မှကတ်လို့မရအောင်ဆိုတော့ Tin 7ပဲရတယ်ဗျာ ဒီကတော့ black နေနဲ့လုံမိုးချုံမလိန်မှာသွေး shot ခံလိုက်ရတဲ့အချက်ပေါ့နော်ဒီအချက်ကတော့တင်းဆက်ဘန်တော့တော်တော်လေးအဆင်ပြေသွားတယ်ဆိုတော့တန်ပေါ့တော်တော်လေးကျွန်နေပြီတပကတမျိုး mighty swing ပေးလိုက်ဆိုတော့ messy ဘယ်ရင်တော့ပြေးအိမ်လာတယ်တန်ပေါ့ထပ်ပြီးတော့ aim target ထားလိုက်ကြပါ black ပြန်ပြီးတော့ knock out ပေးထားသေးပြေး7အရင်ဆုံးတန်ပေါ့ကတော့ take down လုပ်ထားသေးရဲ့ပြန်နောက်ဆုံး light side ပြန်ပြီး forward ထားရဲ့ကြပါ lucky အရင်ဆုံး light ကောင်းချင်တယ်ဆိုရင်မလို့ပြေး7ရောင်းတော့ရုံထွက်သွားပါသေးရဲ့အဒီကတော့၄ယောက်၅ယောက်ဖြစ်နေရပြဿနာပဲဗျာနော်ကျွန်တော် online မှာ lane လေးပါနေသွားပြီးတွန်းနေခဲ့ဒေတာတခုပါဗတဲ့ဆန်ရတာရင်းရော AI နဲ့အဆင်ပြေသွားမှာမျိုးတော့မရှိခဲ့ ဲ့ဘူးဗျကိုမိုဘိုင်းတွေကတော့တောက်လျှောက်ဆိုလိုပဲ final flap တွေเนาะကျွန်တော်တစ်ဖက်မှာလည်းတော်တော်လေး chap တွေပြန်လည်ပြီးတော့အသုံးပြုပိုင်းချလေးရှိခဲ့ဒါပေမဲ့ leader မပါတဲ့အချိန်ကြီး၄ရောက်၅ရောက်ဆိုတော့ဗရဲတာဖို့ကတော့ ဘလို့မတော့တော့အဆင်မပြေဘူးလို့ပဲပြောမှာဗျာအဲ့တော့လီဒါရဲ့လိုကွက်တွေကိုကျွန်တော်တစ်ချက်တော့စောင့်ကြည့်ရမယ်ပေါ့နော်လီဒါမက်ဆီကွန်မိုင်းဖြစ်တဲ့အချိန်နောက်ကနေပြီး PA7 ယူရီရဲ့ damage တွေဒါအသက်ဝင်နေခဲ့မယ်ဆိုရင်တော့ AI ရဲ့အတွက်ကတော့တော်တော်ကြီးတော့အဆင်တော့ပြေလိမ့်မယ်ဒါပေမဲ့ဒီအချိန်မှာတော့ front liner 3ယောက်ဖြစ်တဲ့ကျွန်တော်တန်ပေါ့ပြီးတော့ lucky CK တို့ကြော်လွားဖို့အတွက်ကောနည်းလေးစူးစမ်းနေရတယ်ဒီချိန်မှာမှာ comfort ဖြစ်နေတာ OP ဗျ OP ကဗဒေ combination လာပြီးဒီ front liner 3ယောက်ရဲ့နောက်မှာကောင်းကောင်းကြီး long range damage တွေကျွန်တော် CN နဲ့တွဲပေးနေရဆိုတဲ့အချက်က AI တို့ကဗဒေ setup တွေကနည်းနည်းလေးတော့ခက်ခဲဖြစ်နေတဲ့ပုံစံမျိုးပေါ့နော် ကဲဆိုတော့ဒီမှာလည်းတောက်လျှောက်ပဲဗန်ဂျန်ဒက်ရှ်ကြီးပြန်ပြပေးရသေးတယ်နောက်မှလည်းမက်ဆီအလီတာအောင်းတော့စပြီးတူရိုင်အဲ့အဲလစ်ရောအက်စမာရောတော်လေးတော့ဒီ front line ပါဝါပိုင်းနေမှာတောင်းနေခိုင်ပါရဲ့ရီလို့ပြောလို့ရတယ်ဗျာပွဲရင်ကြာလာလေးလေးအနေငယ်လေးပို့ပြီးတော့မာလာနိုင်နဲ့နော်ကျွန်တော်မက်ဆီရောစောင့်တော့ကြည့်ရအောင်မေလောရောတိတ်တော့မလူတော့ဘူးဗျပေါ်ဘူးတော့တော့ဒီ second 30လောက်ပဲလူတော့တယ်အဲ့မတိုင်ခင်မှာတော့နော်ကျွန်တော်တာဝါလေးပါလေးများ light ချိုးရိုင်ပိုင်းများတွေ့ရမလားဒါမှမဟုတ်ရှင်လေရရရတဲ့ကောင်ဖြတ်တဲ့အခန်းကဏ္ဍကြီးများတွေ့ရမလားဒီပွဲက ပြောမှဆိုလို့ရှိရင်တော့ဒီချိန်ထိအရင်ကြီးရောနှစ်သိန်းကျောင်းမကွာသေးဘူးဗျဟုတ်တယ်အဲ့ဒါတော့ကျွန်တော်အမှန်ပဲဗျတစ်ဖက်ကနေ PA7 ကျောင်းနည်းနည်းလေးရတော့ကျွန်ရင်းပုံစံမျိုးလေးပေါ့နော်ဒါပေမဲ့တစ်ဖက်မှာလည်း AI အနေနဲ့ကတော့ bucket တွေအသင့်ရန်ထားတဲ့ပုံစံမျိုးလေးမှာ five man sticky လောက်ကိုသွားပြီးတော့ဖြစ်နေပြီမင်းမှာတော့ဗတယ်လေးများကျောင်းအလှုပ်ခက်လေးများဖြစ်လာမလားဆိုတော့ကြည့်ရမယ်ဗျ lucky အရင်ဆုံးတော့ count ထိုးထားတယ်တစ်ဖက်ကနေပြ Messi ရောရှိတယ်ဗျ Messi အနေနဲ့သူရဲ့ black four ပြီးဝမ်းတော့ styling ပေးဖို့အတွက်ကတော့တစ်ချက်တော့အခြေအနေတော့ check နေတယ် leader star for ကျွန်တော်ပြတ်ပတ်ပေါက်ကိုပေးထားသေးရဲ့ဆိုပြီးမှဘာမှတော့တိတ်တော့ထူကြတာမရှိသေးဘူးသူတို့တစ်ဖက်ကနေပြကျွန်လာတဲ့အမောက်နှစ်သိန်းလုံး င်းမှာစောင့်နေတာဗျာလီတာကလည်းပြောမှာဆိုလို့ရှိရင်တော့ဒီပွဲကတခါမှမသေးတာတော်လေးမာတယ်ရွေးနှက်ကလည်းတခါတော့တော့ကြာရတယ်ဆိုမြဲနောက်ပိုင်းကအဲ့လို glowing one တို့ cr bird တို့ဒီလိုမျိုးအားတွေပြန်ပြီးတော့ပါလာမှာဆိုလို့ရှိရင်တော့နိုင်ငယ်လီတော့တော်ရတဲ့ဘိုင်းလေးတော့ရှိတယ်ပေါ့နော်အဓိကဘာလဲဆိုတော့ဒီ front line hero တွေကိုဖြည့်ရှင်းဖို့ကဒီ best damage တွေကောင်းသုံးခင်းရမှာဖြစ်မှာဗျာ faster ဆိုလဲ faster ဒီ grow ရဲ့ဒီ tectonic chop တွေကိုသူ့အနေနဲ့ပြန်ပြီးတော့ချိန်နေရတဲ့ဘိုင်းကြတွေရှိတယ်အဲ့တော့တစ်ဖက်မှာလည်းဒီ low ဆော့ပြီး dance နေရ AI e-sport တင်ကြ AI e-sport အနေနဲ့ ဒီလော့ကိုတော့ကင်းနေတာတဝါလောက်တော့ရောက်ပြီဗျတပတ်ကနေလည်းကျွန်တော် CK အရင်ဆုံး AD shade ထားတဲ့ဂျားထဲမှာတော့တပတ်ကနေပြီးတင်း7 backup လေးအနေငယ်တော့နောက်ကျနေတယ်အလီတာနေ2 man ပါလောက်ထိန်းထားတဲ့အချက်မှာ AI လုံးဝတော့ကောင်းမတိုးသေးဘူးဒါပေမဲ့တပတ်ကနေပြီး CK lucky ကောင်းထုတ်လိုက်ဂျားထဲမှာ light side လုံးဝမရှိတော့တဲ့ PA7 4 back ကဖလစ်ကမှမရှိတော့ဘူးတပောက်လုံးဝ surprise ဝင်လိုက်ဂျားမှာ PA7 တိုင်းပြပါသွားတယ် CK fire slash နဲ့အတူပဲ AI တသေးလုံးပြန်ပြီး4 back နေရပြီဗျနောက်မှလည်း Melody ထပ်ပြတောင်းပါခဲ့လို့အလီတာနောက်ကနေပတ်ဝင်လာခဲ့ဆိုရင်လည်း၄ယောက်၅ယောက်ဂျားထဲမှာဘလို့မတော့အလီတာ တယောက်တည်းအသက်ရှင်ဖို့ဆိုတာမဖြစ်နိုင်တော့တဲ့နောက်မှာတော့3 man down ပတ်တဲ့ခုနဲ့2ပဲ10 7ပေါ်လာခဲ့တဲ့ပရမသုံးချိန်မြောက်လောက်ကိုပါတခါတည်းပဲရယူသွားဖို့တော့လုံးဝသေချာနေခဲ့ပြီဗျအခက်ခဲတစ်ခုကတော့သူတို့အနေနဲ့အချိန်အများကြီးရထားတယ်အချိန်အများကြီးရထားတယ်အဓိကလည်းအလီဒါအနေနဲ့2 man ပါလောက်ဆွဲထားတဲ့အချိန်မှာဘာကလည်းပြော lucky CK ရဲ့ front line 2 eye နဲ့အတူ PA7 spare cast တော်ဆိုးအပေးလိုက်ရတယ်ဆိုတဲ့အချက်ပြီးတော့ကျွန်တော်နောက်ကနေပြီးတော့ follow up damage လေးအမှန်တိုင်းပြောရရင်ယူရီကလွဲလို့တိတ်တော့မလောက်သေးဘူးလို့တော့မြင်တယ်ဗျ air strike zone နဲ့ခြားထားတဲ့ဂျာနမှာတော့ AI ပထမဦးဆုံး first round ော့ defend mode အတွက်ကတော့စ조사နေသေးတယ်ဒါပေမဲ့ကျွန်တော်ဒီအချိန်မှာ tin 7အနေနဲ့ low bandage နဲ့တက်လာခဲ့မယ်ဆိုရင်တော့ AI ဘယ်လိုမျိုးပြင်ဆင်ပြီး defend ထားဖို့အတွက်စဉ်းစားထားလဲဆိုတော့မေးရအောင်ပဲဗျာအဓိကအဲ့ခုနကပတဲမှာ black type media လေးတော်တော်လေးကောင်းခဲ့တယ်ဒါပေမဲ့ပြဿနာပါလဲဆိုတော့အဲ့လိုသွားပြီးတော့နောက်က follow damage ကဒီတစ်ခေါက်မှလည်းမလောက်နေပြောင်းပြန်လူနိုဖြစ်နေတဲ့ပြဿနာနဲ့တော့ဆိုးတယ်အရေးကြီးတာဒီလူနိုစက तू damage ပေးဖို့တော့ဆိုလို့ရှိရင်တရားပေါ standing position နဲ့သွားမဲ့အချိန်မှာခါလီတို့အားလုံးပါနေရဆိုတော့ ီလူနိုပစ်ကတော့တော်တော်လေးတော့ကျွန်တော်တို့အန်နေတော့များတယ်ဗျာနောက်မှလည်း follow air strike cali sandstone ပြပြသုံးနာသေးတော့မှအလီတာတော်တော်လေးတော့သူရကိုင်းထွက်သွားတယ် OP ရဲ့เนาะကျွန်တော်တို့ဒီ dance wonder လေးကပါလာမယ်ဆိုလို့ရှိရင်တော့တစ်ခါတည်းပျောက်သွားနိုင်တယ်ဗျာ dancing လေးလှုပ်ပြီးတော့ပဲရှောင်ရှောင်ရွားရလို့တော့ပြောရမယ်10 7အလဲက objective တစ်ခုကိုတော့တို့အနေနဲ့တွန်းဖို့အတွက်ကတော့စူးစမ်းအောင်ပဲဗျာ AI အနေနဲ့3 man sticky လေးတော့သွားပြီးရှိနေသေးတယ် messy block တွေမှာ control လုပ်နိုင်မလဲဆိုတော့ကြီးရမယ်ဗျာ big first tower ကိုယူဖို့အတွက်ကတော့ဒီအချိန်မှာ10 7နဲ့လေးတော့ခက်ခဲနေသေးတယ်ဒါပေမဲ့ initiating တစ်ခုကိုတော့သွားပြီးကြီးရမယ် final slash black ထပ်ပြီးတော့ပဲ1000 chat ပေးလိုက်ချင်မှာ Messi OB only တော့ပြေးကြည့်နေရပြဒါပေမဲ့ follower damage တွေလုံးဝမရှိတော့ဘူးဆိုရင်နောက်မှာတော့ Messi ၄ယောက်ကြားထဲကနေရုံးထွက်ဖို့အတွက်ဘယ်လိုမှတော့မဖြစ်နိုင်တော့ဘူးဗျအဲ့တော့ထပ်ပြီးတော့ပဲပေးလာရပါသေးတယ်ကဲတောက်လျှောက်ဆိုလိုပဲ10 7ပဲတဲသွားသေးကြတဲ့နေရာတစ်ခုမှာ နောက်ပေါင်းဒီ 4K overload ဒီသွားပြီးတော့ရှိရလေဒါလည်းတိတ်ပြီးတော့ damage off လုပ်လို့ကောင်းတဲ့ခြေနေမျိုးတော့မဟုတ်တော့ဘူးဗျ။ Yuri เนี่ย102တော့ဖြစ်နေရတော့မှန်တယ်။ဒါပေမဲ့ဒါပေမဲ့ approach အရာအရင်ကြီးတော့များတဲ့အနေထားမျိုးတော့မဟုတ်သေးဘူး။နော်မင်းပါလေတောက်ချောပဲ fall by air strike damage တော့ချက်။ Oh Yuri သူရဲ့ draw လေးကိုကိုင်းနေနေပဲ။ဒါပေမဲ့ Oh စီချမ်းတွေပြန်ပြီးတော့ကြာသွားပြီဗျ။ Promotion တွေက P7 OP ပြည့်တဲ့ every ကြားထဲမှာတောက်ချောဆိုလို့ပြန် down နေနေပဲ။ဒီကောင်ကလည်း T7 အနေနဲ့မင်းရဲ့ mega turret ကို4ဂျင်ခဲ့ရင်ပဲလွယ်တော့မလွယ်သေးဘူးဗျ။ ျော် OP သူ့ရဲ့ signature hero လောက်ဝဲကန်ထားတဲ့အချိန်မှာသူ့ရဲ့ spare gas တွေကတော်တော်လေးတော့တက်ရက်ခဲ့ပြီဗျဒီအချိန်မှာ AI အနေနဲ့ကတော့ခေါင်းထိုးဖို့တော်တော်လေးခက်ခဲနေဆိုရလဲအမှန်ပဲ sweet put ဒီလိုမျိုးကျွန်တော်တို့ lane sweet push ဖို့ hero မပါဘူးဆိုတဲ့အခက်အခဲရတယ် AI အတွက်ကတော့တော်တော်လေးစိုးနေရဗျလက်ရှိအချိန်မှာ itemize ဆိုင်တွေတွားပြီးတော့ကြည့်မယ်ဆိုလို့ရှင်လဲ item တွေကတော်တော်လေးတော့ဒါစပြီးတော့ qual လာလို့တော့ခံစားရတယ်ဗျာ။ winner ကြားရမှာဆိုလို့ရှိရင်လည်း 1k overload တွားပြီးတော့ရှိနေတယ်။အဲ့တော့ farfa ကလည်း၃ခွပြီးသွားပြီ။ပြောမှဆိုရင် farfa ရဲ့ long damage ကနောက်ပိုင်းကဒီစင်ကြီးခံမှာမလွယ်ဘူး။ ဟုတ်တယ်ခုနဆိုလဲနှစ်ချက်ပဲဗျအကဲနောက်တစ်ချက်သာကျွန်တော်တို့လုံဘိုးကျော်ဘက်အင်ပတ်လေးနဲ့ဝင်သွားခဲ့မယ်ဆိုရင်တော့တန်းပြီးထောင်းအောင်ဖို့အတွက်ကောင်ရှိမယ်ပြီးတော့ CN ကိုလိုက်ရလဲလီတန်နဲ့ဆိုတော့လေဒီအချက်တွေကတော့ကျွန်တော်တို့ Space Cast ဒီတော်တော်လေးကို Q ဆိုင်ရမှာ CK ထပ်ပြီးတော့ Final Slash ပေးထား Black တော်တော်နဲ့ Chunk နဲ့ပြန်ပြီးတော့ Forward ထားသေးရတယ်တန်ပေါင်းနေနဲ့ Front Line ထဲမှာကောင်းကောင်းယူတော့ Initiate ထားတယ်အဓိက Lucky တန်ပေါင်းနှစ်ယောက်က Damage Taken လုပ်ဖို့အတွက်ဒီအချိန်မှာတော်တော်လေးကတော့အဆင်ပြေနေပြီဆိုတော့နောက်ကနေပြီးတော့ Long Range Damage တွေဖြစ်တဲ့ CN နဲ့ OB ရဲ့လောက်ွက်တွေကြီးပဲဖြစ်နေရဗျာ เนาะကျွန်တော်တို့ဒီပွဲကကြည့်ရမယ်ဆိုလို့ရှိရင်တော့73မိနစ်တော့ရောက်လာပြီဒါပေမဲ့ 5k အသာသီးရောက်နေတင်းဆဲဘက်ကစားပုံကတော်တော်တိသာကြီးကိုကောင်းနေဗျာနောက်မှလည်းလီတာเนาะကျွန်တော်တို့ဒါအော်အစကွန်ဝဲလေးပါလိတော့ပါလာပြီအနေငယ်လိုက်ပုတ်နေတဲ့ slow fat လေးလိုက်ပေးမယ်ပေါ့ဗျာအဲတန်ပေါက်ရဲ့ဒီအာလီဂိန်းအင်ပတ်တရားဒီချိန်မှာပြန်ကြလာမလားဆိုတော့မေးခွန်းမျိုးတော့ရှိတယ်ဒါပေမဲ့ OPD 3022ဖြစ်နေခဲ့တဲ့လိုမျိုး CK ကလည်း3025ဖြစ်နေရယ်เนาะအဲ့တော့မှ CN ကလည်းဒါ idea တော်တော်လေးတော့ များနေတဲ့အနေအထားမျိုးဆိုတော့အမားမလုံလို့ရှိရင်တော့တေးဆဲဘန်အနေနဲ့တော်တော်လေးစီမီသေးတယ်တန်ပေါက်တန်ပေါက်အန်နေနေများလိုက်တာနော်လေးကောင်ကြားတဲ့ဖြတ်ပြီးတော့လမ်းလျှောက်နေတာဗျာ အမလေးပဲသူ့အနေနဲ့တစ်ဖက်က spare cast တွေကိုသာရားလိုက်မယ်ဆိုရင်တော့ instant ပြတ်သွားဖို့တော့ကတော့မရှိဘူး CK ထပ်ပြီးတော့ blog ကတော့အိမ်လိုက်ရဲ့ဂျားမှာ leader အနေနဲ့က CN OPC ကိုတော့ပြေးထွက်သွားသေးရဲ့ဗျာ tin 7 law dancing တစ်ခုကိုတော့စတင်ပြီးတော့တဲနေပြီဆိုရင်မဲ့လို့တစ်ဖက်က AI အနေနဲ့ဝင်လာနိုင်ခြေရှိရဲဆိုတော့ probability အကုန်လုံးကတော့သူတို့အနေနဲ့ပြန်လဲပြီးတော့ဂီယူတော့ site နေတယ် front line က၃ယောက်ကိုကြော်ဖို့အတွက်ကလည်းတစ်ဖက်ကနေပြီးတော့ AI အနေနဲ့ဖြည့်ရှင်းဖို့စူးစမ်းနေရဗျာ law dance တစ်ခုကိုတကယ်ပဲကျွန်တော်တဲပြီးလုံးနေပြီလားဆိုတော့ကြည့်ရပါအောင်မယ်အဓိကတော့သူတို့အနေနဲ့ဒီနောက်မှာရှိတဲ့ OP ကိုရှာလို့မတွေ့ဘူးဖြစ်နေတာအဲဒါကြောင့်မလို့ law ကိုသူတို့အတင်းမလုပ်သေးဘူးပေါ့နော်ကိုစီးနဲ့တူပဲ stand foul Et comme 你看 a 放奔六朵儿，一人一炮耶。满酷 i t 比我 n 遭的战斗力差。咱们来，立刻来变成弯的，那么很多 airstrike e e de a e l a d B C a y 嘛。代表 e 边，那么这里给他 blood u e un e call peu 我 op。啊，搜到兵了，兵个 kid，l y a peu c o 那么来 find peu c a slayer de o。a 发现僵尸进来，我 mercy。down e u r a e Il peu shot 我 three man。standing，这边有兵啊，这边那么 mercy，那 two，这边这里给他 leader o u。一路跟上我周遭的，这边那么 jolly little z，这边偷了这边 down u 吗？down shot 我 op，leader，a de r Il o 啊，搜到这里嘛，偏叉这边。同号的 also，a 一路 leader，c y 这边 two sp，一 l young，那 pan，这边来 the find a slayer，peu courage. a un 这边有兵啊，这边 leader，这边来 one u two。 万出，dancing line 内，查内嘛罗，young 内 young 个查的，比亚 C N 比如说，我่วยไป่วย来比个 cheer 个查的，但包不来内查，我哥把 leader，我罗嘛 down 内，我诺比亚 C N 太 down low 内，比这 easy 嘛罗，A I，这一秒把老 down 内，怎么样？O P U 活沙龙给比亚咪有查内得比亚。这个 O P U live 活 leader，某个比内，到底讲内？O P C 内 C N 把老爱内咪有把巴子个补内比亚。这个第四千四嘛，比个叫 glue 内把啦，啊，假如说老 T fast 内，DM 位嘛，spare 位嘛，SMY 比亚嘛比亚，那阿拉 draw 内个 T 内，老巴呀。 အဲ့လိုလိုအပ်လို့ရှိရင်တော့နော် Domain ISD ဘာတွေကတော့ပြန်ပြီးတော့ပွားဖို့တော့လိုလိမ့်မယ်နော်307နဲ့ဒါ end up ဖြစ်နေရဆိုလို့ CK လောက်ပဲကျန်တော့တယ်တဖက်မှာလည်း jury end up ပဲလောကတော့မတည်ရသေးဘူးလက်နဲ့ကျွန်တော်တို့ပြေ7ရဲ့နော် blast pay ကိုသွားပြီးတော့ spare caster ကတော့တော်တော်လေး risk များကြီး risk များတယ်ခုနကလည်း black အယုံဝင်လိုက်တဲ့အချိန်မှာတစ်ပတ်ကနေ PA7 ကို position ပေါ်သွားခဲ့ပေါ့နော် position ပေါ်သွားတဲ့အချိန်မှာအသာစီးရောက်တာတင်းဆဲပဲမဲ့တန်ပေါင်းနဲ့ CK အတင်းအောင်ဝင်လာခဲ့တယ်ပြီးတော့နောက်မှာရှိနေတဲ့ long range damage တင်းလဲဆို PA7 instant ကိုပြတ်သွားခဲ့တာဒီအချိန်နေအတိကို PA7 ကိုလုံးဝ shutdown ချထားရဲဆိုရင်တင်း7အတွက်ကတော့တော်တော်လေးတော့ comfort တော့ဖြစ်နေရဲဆိုရင် AI အတွက်ကတော့တော်တော်လေးတက်ရှူကြက်နေရဲဗျာကဲဆိုတော့ long range ဆော်ပြီးတော့ dance နေတော့မဲ့တင်း7ကလည်းသူတို့အချိန်ရောက်ကြည့်ရောပါဗျာအဓိက ဒီအချိန်မှာနည်းနည်းဒီ lane control လေးပါလိပြင်ပြင်ရမလားပြောနေတဲ့ father airstrike နောက်လျှောက်ပဲ leader sea ရောသွားပြီးပေးခဲ့မယ် leader ရှေ့ရတော်တော်လေးတော့များတယ်မနေဘူးပြတော်တော်များတာနောက် best damage ကတော့အထူးကြပေးနေမှလွယ်လိမ့်မယ်ဒါပေမဲ့ဒီအောက်မှာတကောင်လေးဖြစ်နေခဲ့တဲ့တန်ပေါက်ကိုပြေးပြီးဖြတ်ဖို့ကြိုးစား leader damage ချေချားရမှာတန်ပေါက် sandstone နဲ့တူပဲနောက်မှလည်း concede ပြသုံးနေနေပဲကောင်းတော့တိုးရင်သေးမယ်တိတ်တော့မလွယ်သေးဘူးဗျ။ရရရတော့ကောင်းတော့သွေးလိုက်လျှော့မယ်ဖြတ်မယ်ဆိုတဲ့ပုံစံမျိုးတော့တွေးရတယ်ဗျ။နှစ်သိန်းလုံးနေနဲ့လုံးဝအမားမခံတဲ့အနေထားပေါ့နော်။သူတံပေါက်ကိုပြန်ပြီးတော့ instant ပြတ်ဖို့ကြိုးစားလိုက်တယ်ဆိုရင်မဲလို့ တန်ပေါင်းမပြတ်သွားတဲ့အနေဒါတစ်ခုမှအင်းအပြန်ပြီးတော့ပဲ forward လုတ်သွားတယ်ဒါပေမဲ့အလီတာအနေနဲ့အောက်မှာတန်ပေါင်းကတော့သွားပြီးတော့ထိနေတယ်ဒီအချိန်မှာလည်းအလီတာကိုအင်းစံဖြတ်ဖို့အတွက်ဆိုတာလုံးဝမလွယ်တော့တဲ့အနေထားပေါ့နော် absorb တွေတော်တော်လေးကိုများနေတဲ့အချိန်မှာအလီတာအနေနဲ့ front line တိုးအားတော်တော်လေးကိုတော့ကောင်းနေပြီ blind နဲ့အထီးကိုပါဝင်ပြီးတော့ကြီးနိုင်မယ်ဆိုရင်တော့မလွယ်ဘူးဗျ CN နဲ့ OB နဲ့ကိုထောက်လျှောက်လိုက်ကြီးနိုင်မယ်ဆိုရင်တော့ AI အတွက်ကတော်တော်လေးကိုတော့အဆင်ပြေသွားပြီ black final slash ထပ်ပြီးတော့ပဲပါထားသေးတယ်ဆိုတော့ sensor ကိုဖေးထားတဲ့ခြားထဲမှာတော့ထပ်ပြီးတော့ပဲ leader ကိုပဲ aim target ရောက်နေသေးရဲ့ဗျာအော်နောက်မှလည်း air lane တွေ too much champion ပြပြပေးထားသေးတဲ့နောက်မှာ leader အနေနဲ့ OB ကိုလိုက်ကြီး တယ်ဗျာရှင်မလည်းပန်းပေါင်းဆန်ကပြပြရှူရသေးတယ်တော့မန်စီပြပြ forward လောက်ရမှာဗျာအလီဒါတအောင်ရှောက်မဲ့ final plan two man ပြပေးတိုင်းနောက်မှာ yuri ဒီတစ်ခါမှာပြန်လဲပြီးတော့သေဆုံးနေရင်လည်း lucky လိုက်ပြီးတော့ပို့နေအရာရဲ့နောက်မှာ siege တဲ့ op တောင်းရှောက်ကို follow damage ကပေးနေတာဆိုတော့ရန်ကလာမရှိတော့တဲ့နောက်မှာဒီလောက်ကိုကေးဖို့တော့ကတော့ T7 这招流弱，打人家玩一比啊！你表现没适应，今年的酷了 AI 不容易招骗了。你看看你比阿丽达 C 啊，比 A 比叫今年属于 Black，他比这边 OPA 的 OP，然后用着他的 Resty Damage，现在周围 Black 变来比啊，收了打他的比啊 T7 抓流弱，反的下他呢，周围 AI 跌落，我们这边酷扛都不抓了，另外没骗来呢。比阿丽达呢，妹子啊，这招流嘛，没得难事嘛，前面就是公司玩，这东西啊，没得。 တော်တော်လေးလဲမာတယ်ဗောနော်အဓိကဒီ career ဘောင်းနဲ့ပြင်တော့ပိုကောင်းပေမဲ့ OB က grandja ဖြစ်နေတဲ့အချိန်မှာ Sky Bia strike ကလည်း80မရောက်သေးတော့ပြောမစိ grow over လို့လိုက်ပြီးတော့ပြရတဲ့ပိုင်းဒီမှာအရင်ရောမလွယ်တဲ့ကံတာမျိုးတွေ့ရတယ်နောက်ပိုင်းမိနစ်ပိုင်းခြားတွေပွဲချင်းကြာလာလို့ရှိရင်တော့တင်းဆက်ဘန်တို့ကအရင်ကြီးတော့မကောင်းလို့လို့လေကင်းဆိုတဲ့ဂျာတစ်ခုကလည်း damage push ကတော်လေးများတော့ရွေးနဲ့လည်း tanky လို့ဖို့အနိုင်ငယ်ခတ်လိမ့်မယ်ပြီးတော့ OPR stack 88နေသေးရောပြဿနာမရှိပေမဲ့နောက်ပိုင်းသူရဲ့ stack တွေနည်းလာလို့ရှိရင်တော့တင်းဆက်ဘန်ကပြဿနာဖြစ်နိုင်တယ်ဆိုတော့ဒီ law နဲ့ 家里面老就是这，家功劳真十分。 သိမ့်ပိုက်ဖို့တော့လိုတယ်ဖြစ်နိုင်မေဂါပုံးလေးယူရနိုင်ပိုကောင်းတယ်ဗျဟုတ်တယ်ခုနထိုင်တင်း7အနေနဲ့အားလီဖြေရှဲပုံကြီးကတို့ယူရီမော့ PH7 နှစ်ယောက်ထိုက်ကတယောက်ကိုအမြဲတမ်းတိတ်တောင်းလောက်ထားတယ်အဲ့လိုတိတ်တောင်းလောက်ထားတော့တစ်ဖက်ကနေပြီး AI အနေနဲ့ follower damage ကဘလို့မှမလောက်တဲ့အနေထားမျိုးပေါ့နော်အဲ့တော့ balance setup တွေတော်တော်လေးကိုတည့်ရက်နေတဲ့ဂျားထဲမှာမှခုနလိုမျိုးကျွန်တော်တို့မိဂါရီယိုသာယူထားနိုင်ခဲ့မယ်ဆိုရင်တော့တို့တို့အတွက်ကတော့တော်တော်လေးတို့အစင်တော့ပြေသွားပြီဒီအချက်ကိုလည်း AI အနေနဲ့ကောင်းကောင်းယူတော့တည်ထားမှာပဲအဲ့တော့ AI defense တစ်ခုကျွန်တော်ဆက်ပြီးကြည့်ရအောင်မယ်ဗျ barricade တွေ tournament chat တွေရှိနေတဲ့ဂျားထဲမှာမှ massive မပေးနိုင်မှုတွေ ਨੇ နောက်ကနေပြီး follower damage တွေသာပေးနိုင်မယ်ဆိုရင်တော့မစိုးဘူးဗျာတော့တော့တော့ကျွန်တော်မင်းရဲ့မဲကတော့ AC တွေပဲနေပြီးတော့ရိုက်ချိုးသွားပြီးတော့ရှိရပေါ်အောင်လည်းကျွန်တော်တို့ဒါ auto wheel လောက်ဆိုလို့ရှိရင်တော့ပြီးရောက်ပြီးတော့ညရကြအောင်လည်းတော့ရောက်အောင်တော့ကာနေရပါတော့ဆိုတော့ဒီ asma နဲ့ယူရင်းနဲ့ပြည့်ပြည့်မှုလीတော့ရှိရအောင်လည်းကတော့မပြီးရောက်ဘူးဗျာ leader အနေနဲ့ဒီများရောက်အောင်တော့ကာသွားတယ်ပေါ်အောင်လည်းတော့ကျွန်တော်တို့ဒါ try ကြည့်မယ်ဆိုလို့ရှိရင်တော့ဖြစ်တော့ဖြစ်နိုင်တယ်ဒါပေမဲ့ AI ဘက်ကလည်းဒီပေါ်အောင်လည်းကိုတော့အားနဲ့ ာဖို့တော့အစီအစဉ်တော့ရှိတယ်တော်တော်လေးချက်လေးပြန်ပြီးသားနေနေပဲအပေါ်လန်းကတော့ကျွန်တော်တို့အဲ့လောက်ကြီးကာဖို့တော့မလွယ်တော့ရနေထားပဲဗျာနော်တော်တော်လေးချက်မရှိတဲ့နေသားတစ်ခုတော့ခွေကောင်းယူထားတယ်တပ်ပေါက်ထပ်ပြီးတော့ပဲ surprise attacking တစ်ခုပေးထားတဲ့ဂျာနီမှာ PA7 ထပ်ပြီးတော့ down ခဲ့ပြီဒါပေမဲ့တပတ်မှာတော့ပြေးပြီးတော့ကြည်နေတယ်ဆိုတော့ OP ရောက်တော့ရုံးတက်သားတဲ့အလီဒါဒီအချိန်မှာလည်းထပ်ပြီးတော့ရုံးတက်နိုင်အောင်လားဆိုတော့မရတော့ဘူး lucky တိတ်တောင်းလုံးလိုက်ရတဲ့ game number 1အောင်တော့10 7 dominate ကတော့ share လုပ်ပေးထားသေးတယ်ဗျာအောင်လန်းကလည်း mega ကျိုးသွားပြီ mega 3 lane ကျန်နေခဲ့တဲ့9ရောက် power air strike ပြပြသုံးထားသေးတဲ့နောက်မှာဘလို့မတော့က ာလို့ရအောင်မဟုတ်ပြမန်တီစတန်ပီကိုကြိုးစားခဲ့ရင်မလဲခရစ်စတောအိုလီဗယ်ရောက်ချုံးနေတယ်ပဲဂိမ်းနံပါတ်1မှာတော့10 7 AI eSport တော့အနိုင်ရရှိသွားခဲ့ပြီဗျာ AI ထုတ်လာတဲ့ draft ကိုတော့10 7အနေနဲ့ဘယ်ဆက်ရက်ဒါတတဲရရနဲ့ပြန်ပြီးဖြည့်ရှင်းသွားရလို့ပဲမြင်နေဗျာအားလီလဲဟိုကသူ